မိခွဲဆောင်မလို့ရဲ့လူတိုက်ရမော်ဝင်အိုကြီးကအပြင်းမာတကယ်ရှိနေပြီဘလောက်သုံးသုံးမကုန်တဲ့ပစံဘလောက်ဆဆရှော့မသွားတဲ့ထမင်းအိုဒါရီတာပြင်းမာတကယ်ရှိတယ်ဆိုရင်တော့ကဘာတဝမ်းလုံးကလူရီအလုံးကခြေကဲတုံးကိုဖင်ခုထိုင်ပြီးတော့ဘွားကိုအေးအေးချမ်းချမ်းနဲ့ဖျက်သန်းနေရမှာအမှန်ပါပဲဒါပေမဲ့အခုပြောပြပေးမှာကတော့အိန္ဒိယနိုင်ငံမှာရှိတဲ့မော်ဝင်လက်ဖက်ရည်အိုလို့တင်စားခေါ်ပေါ်ခြင်းခံရပြီးဘလောက်ပဲသွန်ပြီးလောင်းချနေပါစေဒီကွက်တဲကလက်ဖက်ရည်တွေကလည်းလုံးဝကုန်သွားတာမျိုးမရှိပါဘူးအခုလိုတဲတဲကိုနှိမ့်လိုက်တာနဲ့ ဘာမှမရှိတဲ့လက်ဖက်ရည်ခွက်တွေကနေလက်ဖက်ရည်ပူပူတွေကအရှံပင်နဲ့ထွက်ကြလာပြီးတော့ခွက်သုံးခွက်သေးကိုထည့်နေတာတော့ဘလို့မှကုံမသွားမဘူးအခုပြောနေတာကိုအမှန်ပဲလို့ယုံကြည်နေနော်တင်းကထားခဲ့ခံရတာတော့နေပါသေးတယ်တကယ်တော့ဒီလေးဝက်ဆက်ရဲ့နောက်ွယ်ကအပူပီးထားတဲ့သဲတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ခွက်ထဲမှာရှိတဲ့လက်ဖက်ရည်ကော်ဖီမုန့်တဲ့ရှင်နေငယ်ကသဲပူတွေကြောင့်ပပတ်ဆူလာပြီးတော့အပြင်ဘက်ကိုရှန်ကျလာတာဖြစ်ပါတယ်ဒီလက်ဖက်ရည်ဖြော်နီကလူတိုက်ရလက်ဖက်ရည်အိုးဆိုပြီးတော့ အိန္ဒိယနိုင်ငံမှာနမည်အကြီးဆုံးဖြစ်ခဲ့တာပါ။ဒါကြောင့်မို့အယုံလွယ်ရင်ထားခဲ့ခံရတဲ့ရုံတငယ်လေးဖြစ်လိမ့်မယ်လို့သတိပေးရင်တင်တဲ့သူမရဲ့ဇလန်းလိုပဲဒီဗီဒီယိုလေးကိုလည်းဒီလောက်နဲ့ပဲအပြည့်အစုံရည်တန်းလိုက်ပါတော့မယ်။ပရိသတ်တို့လည်းဆွေးနွေးကြတာလေးတွေရှိရင်ကမမပြောပြခဲ့ပါနော်။